ဆိုအားလုံးပဲမင်္ဂလာပါဖြစ်ပါမယ်တော့ကနေပြန်နေကြိုဆိုပါရစေခုချိန်မှာမြန်မာပြည်ကိုခွင့်ပြန်နေတဲ့ပြန်ရင်တဲ့လူတွေရှိလာပါဘောနော်ဆိုတော့ရှိတယ်ဆိုရင်ဒီဗီဒီယိုကဘရာသာတို့အတွက်အကျိုးရှိမဲ့ဗီဒီယိုတစ်ခုဖြစ်သွားလိမ့်မယ်ပေါ့နော်ဆိုတော့ယခုဒီဗီဒီယိုကတော့ကျွန်တော်ရက်နှင်းငယ်ကမြန်မာပြည်ကိုပြန်ထားတဲ့ဗီဒီယိုပါဆိုတော့အားလုံးမင်္ဂလာပါဖြစ်ပါမယ်တော့ကနေပြန်နေကြိုဆိုပါရစေဒီနေ့မှာတော့ကျွန်တော်မြန်မာပြည်ကိုပြန်မှာပေါ့နော်အာပြန်ထွက်လို့ရမရတော့ကျွန်တော်လည်းမပြောတတ်ဘူးပေါ့နော်ဒါပေမဲ့อืมအရေးကြီးကိစ္စရေးလေးရှိတာဆိုတော့ကျွန်တော်ပြန်လိုက်ပါမယ် တော့လမ်းမှာ state deck ကဘယ်လိုရှိလဲအခြေအနေတွေတော့ကျွန်တော်ဆက်ပြောပေးမယ်ပေါ့နော်အဲ့တော့ကျွန်တော်ဒီစိတ်ကိုရောက်ပြီเนาะအခြေအနေကတော့ဗာမန်တော့မသိပြပါဘူးဒီနေ့တော့ excited ဖြစ်တယ်ပေါ့နော်ဘာလို့ဆိုတော့ပြန်လာတော့ပြန်လာပေါ့ပြန်လာတော့ပျော်တော့တကြောင်ဒါပေမဲ့ပြန်လာတဲ့ချိန်ညာရင်ဘယ်လိုဖြစ်ဖို့မလဲတော့မသိဘူးပေါ့နော်ဆိုတော့အားနဲ့ပတ်သက်ပြီးတော့တော့အနေနဲ့လေးတော့ဟောဖြစ်တယ် မဲသူတို့ပြောတဲ့ချက်လက်တွေပါရောကျွန်တော်မှရှိရေပေါ့နော်အားလုံးမင်္ဂလာပါဖြစ်ပါပြီကနေပြန်လည်ကြိုဆိုပါရစေဒီဒီဗီဒီယိုမှာ knowledge sharing လုပ်ပေးသားမယ့်အကြောင်းအရာတော့လက်ရှိမြန်မာပြည်ကိုခွင့်ပြန်နေနဲ့ပြန်မယ်ဆိုရင်ဘာတွေလိုအပ်လဲအာဘလိုမျိုးလိုအပ်ချက်တွေရှိလဲဆိုတာကို knowledge sharing လုပ်ပေးသားမှာဖြစ်ပါတယ်အယုံဆုံးအနေနဲ့မြန်မာပြည်ကိုခွင့်ပြန်အနေနဲ့ပြန်မယ်ဆိုရင်ဘာတွေလိုအပ်ချက်ရှိလဲဆိုတာကိုမပြောခင်မဖြစ်မနေကိုယ်မှရှိထားရမယ်အချက်လေးကိုပြောပါမယ်ပေါ့နော်ဆိုတော့အဲ့ဒါကတော့ကိုယ့်ရဲ့ passport ဒီ PJ ဖြစ်ရမယ်ပေါ့နော်ဆိုတော့ PV နဲ့ပြန်လို့မရဘူးလားလို့ကျွန်တော်လာမေးကြလိမ့်မယ်ပေါ့နော်ဒါပေမဲ့ PV နဲ့ပြန်လို့တော့ရတယ်ဒါပေမဲ့ပြန်ထွက်လာလို့တော့ရမှာမဟုတ်ဘူးပေါ့နော်ဘာလို့လဲဆိုတော့ကိုယ့်ရဲ့ passport က PV ဆိုရဲအလဲပတ် visa ဖြစ်နေတာပေါ့နော်ဆိုတော့ခွင့်ပြန်အနေနဲ့ပြန်မယ်ဆိုရင်ကိုယ့်ရဲ့ passport ဒီ PJ ဖြစ်ကိုဖြစ်ရပါမယ်ပြီးရင် OWIC ရှိရပါမယ်ပေါ့နော်တော့ဒီနေရာမှာတခုတတိထားမှာကတော်တော်များလဲလာမေးကြလိမ့်မယ်ပေါ့နော်ဆိုတော့ကျွန်တော်မှာ passport PJ တော့ရှိရအကုန်ဒါပေမဲ့ OWIC ကတော့မရှိဘူးဘယ်လိုမျိုးလောက်ရမလဲဆိုတာနဲ့ပတ်သက်ပြီးတော့ပြန်လို့ကောရသလား ဒါနဲ့ပတ်သက်ပြီးတော့ပြောရမယ်ဆိုရင်ကျွန်တော် AWS cap မရှိဘူးဆိုရင်တော့အရင်ဆုံးကျွန်တော်စင်ကိုမှာရှိတဲ့တန်ရုံကိုသွားပါသွားပြီးတော့ကိုက AWS cap ရှောက်ခြင်းနဲ့ဆိုတာကိုပြောပြပြီးတော့မှ booking တင်ပြီးတော့မှသူတို့ရှိကရလာတဲ့ slip လေးတစ်ခုရှိတယ်ဘာလို့ဒီလို slip လေး slip လေးတစ်ခုနဲ့မှကိုကမြန်မာပြည်ကိုပြန်သွားပါပြီးတော့မှဟိုရောက်မှ AWS လောက်ပြီးတော့ပြန်ထွက်လာလို့ရတယ်ဘောနော်အဓိကကတော့မဖြစ်မနေရှိရမှာက passport PG ဖြစ်ရမယ်ဘောနော်ဆိုတော့ မြန်မာပြည်ခွင့်ပြန်နေနဲ့ပြန်မယ်ဆိုရင်လိုအပ်တဲ့အချက်တွေကဘာတွေလဲဆိုတော့လိုအပ်တဲ့အချက်တွေအနေနဲ့ပထမအောင်ဆုံးတစ်ကတော့ခွင့်စာပါဘောနော်နံပါတ်1အချက်ကတော့ခွင့်စာနေရာမှာဘယ်လိုရေးရမလဲဘောနော်ခွင့်စာကတော့ကုမ္ပဏီကိုပြောလိုက်ကိုကဒီမြန်မာပြည်ပြန်မှာမလို့ခွင့်စာရေးပေးပါဘောနော်အဲ့ချိန်မှာတို့တရားလေးရေးပေးပါလိမ့်မယ်ဘောနော်ကျွန်တော်တို့ကတော့ရေးပေးတာတော့ရှင်းပါတယ်အာဘယ်နေ့ဘယ်နေ့ခါနေဘယ်နေ့ဘယ်နေ့ထိခွင့်ပေးတယ်ဘောနော်အဲ့ခွင့်ပြီးသွားပြီဆိုတော့ ਨੇ ဒီစင်ကိုပြန်လာရပါရင်ဘောနော်ဆိုတော့အဲ့ခွင့်လေးရေးပေးပါတယ်ပြီးတော့ကုမ္ပဏီနာမည်အာဘင်းကုမ္ပဏီရဲ့ တထေးလက်မှတ်ပေါ့နော်ပြီးရင်ကျွန်တော်တို့ဒစိတ်တုံးအဲ့သုံးခုထူပေးပါရဲပေါ့နော်ပြီးရင်ကိုယ့်ရဲ့လက်မှတ်နဲ့ဆိုတော့အဲ့ဓာဒီပါတယ်ဟုတ်စာရေးလေးနဲ့တခြားလေးထည့်ပြီးတော့သင်ချပါဆိုတော့အဲ့ဓာကတော့နံပါတ်1အချက်ပေါ့နော်နံပါတ်2အချက်ကတော့ကျွန်တော်တို့ OWC OWC ကတော့ခုနကျွန်တော်ပြောသလိုမရှိတဲ့လူတွေကတော့အာတန်ရုံအရင်သွားပြီးတော့မှစက်လေလေးယူပြီးတော့မှသူတို့ဘက်ကသူတို့အချင်းချင်းပေါ့နော်တန်ရုံအချင်းချင်းပို့ပြီးပြီဆိုမှဒါလင်းပြန်လာပို့ပြီးတော့စေဖြစ်လိမ့်မယ်ပေါ့နော်ဆိုတော့ OWC ကရှိဖို့လိုပါတယ်နံပါတ်3ချက်နေနဲ့ လင်းလက်မှတ်အသွားပြန်ဆိုတော့တချို့တွေကလင်းလက်မှတ်တချောင်းစာဝယ်ကြတယ်လို့ပြောကြတယ်ပေါ့နော်တကယ်လည်းလေးလက်မှတ်တချောင်းစာမဝယ်ရပါဘူးအာလေးလက်မှတ်အသွားပြန်ဝယ်ရတယ်အဲ့လင်းလက်မှတ်အသွားပြန်ကိုလည်း PDF ဖိုင်နဲ့တခြားလေးတင်ထားပေါ့နော်ဆိုတော့နောက်တစ်ခုနံပါတ်၄အချက်အနေနဲ့ပါမစ်ပါကိုယ့်ရဲ့ဒီ word permit ကိုလည်းယူသွားပါပေါ့နော်သူတို့ကဟိုရောက်စစ်ပါတယ်ပေါ့နော်ဆိုတော့အအဝင်မှာတော့ပြဿနာမရှိဘူးဒါပေမဲ့ကျွန်တော်ပြန်ထွက်တဲ့အချိန်အဒီစင်ကာပူကိုပြန်ထွက်တဲ့အချိန်ညရယ်ပါမစ်ကိုလိုတယ်ပေါ့နော် နောက်တစ်ခု ောက်ဆုံးတစ်ခုကတော့နံပါတ်5အချက်အနေနဲ့ passport pj ပေါ့နော် passport pj ဖြစ်ကိုဖြစ်ရပါမယ်ပေါ့နော်အော်ဒီနေရာမှာတချို့တွေက pb နဲ့ပြန်သွားပြီးရင်တော့ကျွန်တော်ကတော့မပြောတတ်ဘူးပေါ့နော်ဟိုမှာကတော့ကျွန်တော်ရှိမှာပဲအာပြန်လွတ်တာတွေရှိတယ်ပေါ့နော်ဆိုတော့ဒါတော့ထားပါတော့တကယ်လဲသူတို့ကဒါသူတို့ရဲ့တရားနည်းလမ်းကြပါပဲသူတို့ပြောထားတဲ့တိုင်းတရားဝင်နည်းလမ်းကဒီကိုလာပြီးတော့အလုပ်လာလုပ်ကြသည်ဒီ passport ကြီး pj ဖြစ်ရမယ် passport pb မဟုတ်ဘူး pb ဒီအလဲပတ် visa ဖြစ်တဲ့အတွက်ဒီမှာအလဲပတ်လုပ်လို့လို့ပဲရတယ်ပေါ့နော်ဆိုတော့တချို့တွေကတော့ဒါကြီးလေးလမ်းနေပါတယ်အဲ့လိုမျိုးရှိတယ်ပေါ့နော်ဒါတော့ထားပါတော့ ဆိုတော့ဒါတွေရှိရင်မြန်မာပြည်ကိုပြန်လို့ရပါတယ်ဘောနော်ဟုတ်ပြီမြန်မာပြည်ကိုပြန်သွားပြီဆိုတော့မြန်မာပြည်ကနေပြန်သွားတော့အချောချောချောချူချူပဲဒါပေမဲ့မြန်မာပြည်ကနေပြန်ထွက်လာရင်ရောဘာတွေလိုအပ်လဲမြန်မာပြည်ကနေပြန်ထွက်လာမယ်ဆိုရင်တတိထားမယ်ကအခုရှိပါတယ်ဆိုတော့ခုနလိုပဲလိုအပ်ချက်တွေအကုန်လုံးကျွန်တော်ညီမရှိတယ်အာအကိုတို့ညီမတို့ရှိမှရှိတယ်ဒါဆိုရင်မြန်မာပြည်ကနေပြန်ထွက်လာဖို့နှစ်ရက်အလိုမှာကျွန်တော်လေးပါရုံ နေပြီးတော့ရုံကိုជីမေးပို့ရပါတယ်ပေါ့နော်ဆိုတော့ဒီជីမေးပို့ဖို့ကလည်း ရန်အရေးကြီးပါတယ်ဒီဂျီမေးမရှိဘဲနဲ့လောကထွက်လို့မရပါဘူးဆိုတော့ခုနကဟာတွေအကုန်ရှိပြီဆိုရင်ဒီကြောက်ဂျီမေးပို့ကိုပို့ရပါမယ်ပေါ့နော်ဒါပါတော့ဆိုတော့ဂျီမေးဘယ်လိုပို့ရလဲဘယ်လိုပို့ရလဲဆိုတော့ကျွန်တော်ဒီညောပြထွက်ခွာဟာကိုကိုစီစဉ်နဲ့ကိုထွက်ခွာမယ်အကြောင်းလေးကိုကျွန်တော်ဇာရိုက်ပြီးတော့စာစီစာရိုက်လေးရိုက်ပြီးတော့မှကိုရဲ့ဒီ onic cat တွေပါတယ်တခြားလေးလောက်ပေါ့နော်အာဒီလင်လက်မှတ်တွေပါတယ်တခြားလေးကိုက PDF file နေတဲ့ဒီ Gmail ပို့ရတဲ့၄ပါရုံကိုပို့ရပါတယ်ပေါ့နော်ဆိုတော့အဲ့ Gmail ကတော့ကျွန်တော် ျွန်တော်လာမေးလို့လည်းရတယ်ဒါမှမဟုတ်ကောက်ကိုလိုက်ရှာကြည့်လို့လည်းရပါတယ်ဗောနော်ဆိုတော့ထားပါတော့အဲ့ဒါတွေပြီးသွားပြီဆိုရင်တော့ကျတို့သွားလာရုံပါပဲဗောနော်ဒီပြန်လာရုံပါပဲအော်ဒီနေရာမှာတခါလေးကြိုပြောထားချင်တာကမြမပြူပြန်မယ်ဆိုရင်ဘာမှ VIP S ရမလို့ပါဘူးလမ်းကြောင်းနေပိုင်းလည်းဘာမှလှုပ်ဆရာမလို့ပါဘူးဘာမှကိုခက်ခက်ခဲခဲမရှိပါဘူးဗောနော်အဓိကခုနကျွန်တော်ပြောတဲ့ဒီလိုအပ်ချက်တွေအကုန်လုံးပြည့်စုံနေဆိုရင်ကိုယ့်အကူပြန်လာလို့ရပါတယ်ကိုယ့်အကူပြန်သွားလို့လည်းရပါတယ်ဗောနော်ပြဿနာမရှိပါဘူး တော့တချို့တွေကကြောက်ပြီးတော့မပြန်ပြစ်တာကြောက်ပြီးတော့မပြန်ရတာအဲ့လိုမျိုးတွေရှိတယ်ပေါ့နော် line ပေါ်မှာကလည်းအာပြန်လွတ်တယ်ဆိုတာကခုနကကျွန်တော်ပြောတဲ့အချက်တွေနဲ့ညီလို့ပါပေါ့နော် passport pj မဟုတ်ဘူး passport pv နဲ့ပြန်တယ် pv နဲ့ပြန်ထွက်တယ်အဲ့တော့မရဘူးဆိုတော့ owner license ကတ်ကြီးကလည်း owner license ကတ်တော့ရှိရတယ်ဒါပေမဲ့ passport က pv ဖြစ်နေတယ်အဲ့ဒါဆိုလည်းမရပါဘူးပေါ့နော်ဆိုတော့ပြောချင်တာက line ပေါ်ကအရာတွေကိုအများကြီးမယုံပါနဲ့ဆိုတော့အခုလိုမျိုးကျွန်တော်တို့ဒီ vlog ရိုက်တယ်ဆိုတော့ကျွန်တော်ဆိုရင်ကျွန်တော်ကိုယ်တိုင်သွားပြီးတော့မှ ဖြစ်တဲ့အကြောင်းအရာကျွန်တော် sharing လုပ်ပြတာပါဆိုတော့ဒါကတော့ကျွန်တော်ကိုယ်တိုင်သွားခဲ့တဲ့အအခြေအနေနဲ့အချိန်ခါကိုကျွန်တော်ပြောပြတာပါကျွန်တော်ကိုယ်တိုင်ပြင်ဆင်ခဲ့ရတဲ့အကြောင်းအရာလေးပါပါတယ်ပေါ့နော်အရှိဗီဒီယိုမှာလည်းကျွန်တော်လည်းမသေးကြအဲပြန်ထွက်လို့ရမရတော့ကျွန်တော်လည်းမပြောတတ်ဘူးပေါ့နော်ဒါပေမဲ့อืมအရေးကြီးကွာပြစ်ဖို့ပေါ့နော်ဆိုတော့ကိုတကယ်သွားတဲ့အချိန်တော့လည်းပြဿနာမရှိပါဘူးဆိုတော့အဲကိုကလည်းဒီမြန်မာပြည်ကိုပြောင်းနေနေဆိုရင်တော့ရေးရဲတာပြန်ပါ ဘာမှ VME S ရမလို့ပါကိုမြမအီကိုပြန်တာဆိုပြဿနာမရှိပါဘူးပေါ့နော်ဆိုတော့အမှားလည်းအကုန်လုံးကူညီကြပါတယ်ပေါ့နော်လင်းဝင်မှာဆိုတော့ဒီနေ့ဒီဗီဒီယိုကတော့လောက်ပါပဲဆိုတော့ကိုကမြမပြီကိုပြန်ညင်နေလဲဆိုရင်တော့ရေးရဲတာပြန်မှာခုနအချက်တွေဒါရှိတယ်ဆိုရင်ရေးရဲတာပြန်မှာပေါ့နော်ဆိုတော့နောက်ဗီဒီယိုမှာပြန်တွေ့ပါမယ်ဘိုင်ဘိုင်